်မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနရဲ့ထိတ်တန့်တရင်တွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအာဆီယံအကြံဖန်လုံမာလာဆိုတဲ့တရင်တစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် အာနာရှင်ထိပ်သီးတယောက်ကမစင်မချင်းရှေ့တလန်းတို့ကနျူကလ িয়ার ခလုတ်ကိုကောက်နှိတ်လိုက်တော့မှလားလို့2025ဟာရှင်တမမဖြစ်နေရတယ်။တချိန်ကရွှေထီးဆောင်ခဲ့တဲ့ဆိုဗီယက်အင်ပါယာအိမ်မက်နဲ့တကမ္ဘာလုံးအရေးပြတ်ရအောင်ဒုက္ခပေးနိုင်စွမ်းရှိတဲ့ရုရှားအာနာရှင်ပူတင်ကသူ့လက်ထဲနျူကလ িয়ার လက်နက်တွေရှိနေကြောင်းသတိပေးတံကိုကြားခဲ့ရတယ်မဟုတ်လား။ကမ္ဘာမြေအချိန်မရွေးပြဖြစ်သွားနိုင်ကြောင်းတွေးမိကြတာပင်စံမလဲပူတင်ရဲ့နောက်မှာရှိနေတဲ့လူဝလူပုလူညစ်စုလေးကင်ဂျုံအန်ကလည်း နျူကလ িয়ার တရံရံအာနာရှင်ဇေယျအပြည့်နဲ့လူချင်းလူကောင်းတုံမြ တကမ္ဘာလုံးကိုငောင်းငိုင်းနေတဲ့ American သမ္မတဒေါ်နယ်ထရန့်ကြီးကလည်းသမ္မတတက်တမ်းမကုန်မချင်းရန်နေအုံးမဲ့ပေါ်အစ္စရေးနဲ့အီရန်ကောင်းကင်ယာမှာတင်မင်းတမန်ဒုံးတွေထင်အားဆိုင်ခဲ့ကြတာလည်းမကြသေးမျိုးဆက်ချီအညိုးပေါ်အညိုးထက်တေးပန်းကြီးပွင့်ခဲ့တဲ့အရှိလေပိုင်းပြဿနာတကယ်ကိုရက်ပိုင်းလပိုင်းလောက်နဲ့ပြီးနိုင်မှတဲ့လားကမ္ဘာကြီးမှာစစ်ပွဲတွေဝီခေါ်လို့အဲ့ဒီလိုစစ်မီးတွေနဲ့ဖွဲ့စည်းထားတဲ့2025ခုနှစ်ဆိုတော့ငြင်းချမ်းရေးကြွယ်ဝချမ်းသာခြင်းနဲ့ဒုက္ခရေးအတွက်ဖွဲ့စည်းထားတဲ့ကုလသမဂ္ဂရင်းပြမှာလည်းချိန် မ့်မောင်းတံတွေကြီးကြားရတဲ့စက်တင်ဘာလ22ကနေ26ရက်ထိကျင်းပခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂတွေ့ထွေညီလာခံကြီးကိုနိုင်ငံတကာကတိုင်းလောကဒိတ်သီးတွေတက်ရောက်လာကြတယ်လို့မျိုးစကလုံးတွေနဲ့လက်ဝဲရင်းပြခဲ့ကြ လက်နက်တွေအပြိုင်ဆိုင်တက်ဆင်ကြမယ်နျူကလ িয়ার လက်နက်မပိုင်ရင်ပိုချခံရမယ်မလောက်လေးမလောက်စားနဲ့ကျွန်တော်တို့မင်းအောင်လိုင်းကတောင်မှမတမ်းမရသူလည်းပဲနျူကလ িয়ার ပိုင်ဖို့အိမ်မက်မက်နေသေးတယ်ဆိုတော့စဉ်းစားသာကြည့်ပါတော့2020 2023လောက်ထိမြမရေးဆိုတာပြိုတိုင်းကျိတ်တဲ့နေ့စီကိုင်းပမာကုလသမဂအထွေထွေညီလာခံမိန့်ခေါ်မှာမြမရေးကိုမှထည့်မပြောဘူးဆိုရင်နိုင်ငံရေးလူရမဝင်တော့မယ့်အတိုင်းမြမရေးကိုမိန့်ခွန်းနဲ့ထည့်ပြောမှသာဂုံးတရေရှိနိုင်ငံရေးကောင်းဆောင်ဖြစ်တော့မယ့်အတိုင်းစိတ်ကောင်းစီအကျဉ်း ်းဖက်နေတာတွေကိုပြင်းထန်စွာရှုံချမြမပြည်သူတွေတောင်းချမြမပြည်သူတွေတောက်ထားကြလို့ထောက်ခံအားပေးခဲ့ကြအခုတော့မြမရေဟာကုလရှင်မြမအတန်တွေတော်တော်တိန်ခဲ့ကြားမိတဲ့လောက်ပြောရရင်ဒီနေ့ကုလနီလာခံမှာမလေးရှားနဲ့ထိုင်းတို့သာမြမရေထည့်သွင်းပြောသွားတယ်မလေးရှားနိုင်ငံသားဝင်ကြီးကမြမရေအာဆီယံဘုံသဘောတူညီချက်၅ရက်ကိုအများယုံကြည်မှုပြန်လည်ရရှိအောင်အာဆီယံကဆက်လက်ကြိုးပမ်းသွားမယ်တဲ့ ထိုင်းနိုင်ငံသားဝင်ကြီးကတော့ထိုင်းမှာလက်ခံထားတဲ့မြန်မာဒုက္ခသည်တွေကိုအလုလုခွေပေးနေပြီဖြစ်ကြောင်းနဲ့မြန်မာရေအားလုံးပါဝင်တဲ့ဆွေးနွေးပွဲကနေငြိမ်းချမ်းရေးစီဦးတည်ဖို့ဆက်လက်တိုက်တွန်းနေကြောင်းပြောရရင်ကုလရှင်ပြည်မှာမြန်မာရေအတန်းထွက်ကျေးလောင်ကဲတုန်းကမျက်မြင်ပါဖြစ်ခဲ့တယ်ဆိုတာတန်တမန်ရေးဖီအားတရဲ့နေပြည်တော်စစ်ဘုချုပ်တွေကိုဆက်ဖြင်းဖြင်းဖြစ်သွားမှာကသိကြတယ်2022ခုနှစ်လောက်ကအထိမကြုံဘူးတဲ့နိုင်ငံရေးဖီအားတွေမှာနောက်ဆက်တွဲဘာတွေထက်လာအောင်မလဲလို့တွေးကမင်းအောင်လိုင်းကြောက်ကြက်တွေဖြစ်ပြီး စိတ်ငြိမ်စေတိုးတောင်းရတာမျိုးဖြစ်ခဲ့နိုင်တယ်။ ဒီဘက်ကာလကိုရောက်တော့ကုလရင်ပြင်ပေါ်ကမင်းကုန်းနေနဲ့ပြင်းထန်စွာရှုံချကြောင်ကြီးညာချက်တွေဟာအတန်ထွက်ကျတဲ့တကြံအမြောက်သာဖြစ်ကြောင်းကောင်းကောင်းသိရှိသွားပြီးမို့နိုင်ငံတကာအတိုင်ဝန်ရဲ့ကံကွယ်ရှုံချတန်တွေထွက်လာရင်နေပြည်တော်စစ်ဘိုလ်ချုပ်တွေကသူတို့တတ်နိုင်တဲ့ပြည်သူတွေကိုမြများများပို့တတ်နိုင်တဲ့နည်းနဲ့တုံ့ပြန်ပြနေသလားတောင်ထင်မဲ့ရတဲ့အထိလက်တံပြောင်းနေတော့တယ်။ဘာပဲဖြစ်ဖြစ်ကုလရင်ပြင်ထက်အတန်ထွက်ဒိန်လာတာဟာနိုင်ငံတကာမျက်နှာစာမှာမြမရေးကနောက်တလန်းဆုတ်လာခြင်းလို့ဖွင့်ဆိုနိုင်တာကြောင့်ကောင်းတဲ့ရလက်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ကုလညီလာခံပြီးဒေတာတွေမှာတော့မြမရေဟာပိုချိန်လောင်လာခဲ့တဲ့ မလေးရှားနိုင်ငံသား၏ဝင်ကြီးဟာကုလညီလာခံမှာပြောခဲ့တဲ့အတိုင်းအာဆီယံမူ9ရက်လူရဝင်လာအောင်ဆက်လက်ကြိုးပမ်းတဲ့အနေနဲ့အောက်တိုဘာ9ရက်မှာနေပြည်တော်သို့နေတပိုင်းချီတက်စစ်ဘလူးတွေနဲ့ပြန်လည်ဆွေးနွေးမှုပြီးလက်တီးပုံထိုးခံရတာကြောင့်ဝဲစုသွားခဲ့တယ်။အဲ့ဒီဆွေးနွေးပွဲပြီးစစ်ကော်မရှင်ကတင်းထုတ်ပြန်ရမှာတရားမဝင်တဲ့စစ်ကော်မရှင်ရွှေကောက်ပွဲကိုအာဆီယံကထောက်ခံပြီးရွှေကောက်ပွဲလေးလာစောင့်ကြည့်အဖွဲ့တွေလည်းဆီလွတ်သွားမယ်လို့မလေးရှားနိုင်ငံသား၏ဝင်ကြီးကပြောကြောင်းဂုံတိတ်ခါကင်းမဲစွာနဲ့လိန်ညာဝါရဖြန့်ခဲ့တယ်။ တက်ချုပ်ကြီးကပြောနေပေမယ့်စီးရီးနိုင်ငံရေးမှာမိမိတို့ရှုံနေဟုဒုချုပ်ဆိုဝင်ဝန်ခံပြောဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။တက်ချုပ်ကြီးပဲပြောနိုင်နေပြာကျွန်တော်ပြစ်မပြောဘူး၂021နောက်ပိုင်းကစလို့ပြည်သူတွေဟာစစ်သားယူနီဖောင်းမြင်ရင်ကိုယွန်နေကြတာမနေ့တနေ့ကမှပေါ်လာတဲ့ PDF ကိုပဲအားပေးနေကြတယ်စစ်တပ်အနေနဲ့ပြည်သူတွေရဲ့ရွှန်ရှားခြင်းကိုခံနေရတဲ့တပ်မတော်ကုံတိတ်ခါကြားဆင်းနေတယ်လို့ဥစွာပြောပြရစီဟု၎င်းကဆိုပါတယ်။ NC စနစ်ပြည့်ပွဲမှာလိုက်ကြည့်ကြည့်ပါတက်တဲ့ပေါင်းစားမဲ့ပါတီတွေလူတွေကလွဲပြီးဘယ်သူမှလည်းမတက်ကြဘူးစာချုပ်လက်မှတ်ထိုးထားတဲ့လက်နက်ကိုင်း၆ပွဲမတက်ကြဘူးမတက်တဲ့ပြင် NC စာချုပ်ကစက်ကူစုပ်တဲ့ပြတက်ဒီကြ RCSS ဘိုးချုပ်ကြီးရွှေစစ်လည်းမတက်ရဘူး NC နဲ့တက်မတော်အာဏာရယူမှုကိုပါထောက်ပြသွားသေးတဲ့ဒါတွေကနိုင်ငံရေးမှာရှုံးတာပဲကျွန်တော်ကတော့ဝန်ခံတယ်လို့ဆိုပါတယ် တပ်မတော်အနေနဲ့ပေါ့ဖော်တရုတ်ရဲ့အကူအညီနဲ့ရှမ်းမြောက်ကနေမြေတချို့ကိုပြန်ရခဲ့ပေမယ့်စင်ရင်းမာလေးရှုံနေကြောင်းပြောဆိုသွားပါတယ်။ဘိုကန်တက်တန်းတက်တွေစီကနေမြေတချို့ပြန်ရလာလေတရုတ်အကူအညီရလို့သာကျွန်တော်တို့တက်အနေနဲ့ကပြည်သူကမထောက်ခံတော့တိုက်ရိုက်ခိုင်ရမဟန်ဘူးအညာဒေတာကလက်နက်ကင်တွေ PDF တွေတောင်မရှင်းနိုင်သေးဘူး။မြေပြန်ကလက်နက်ကင်တွေရှိနေတဲ့ရွေလဲရခိုင် AEC ကနေမြေတွေပြန်ရဖို့လဲမမြင်မိဘူး။ မမြင်မိဘူးချုပ်ပြောရရင်စီးရင်မှလည်းကျွန်တော်တို့ရှုံနေအောက်ခြေစစ်သားတွေလည်းတော်တော်များများကြခဲ့ပြီးပြီးတက်ချုပ်ကြီးကပြောနေပေမယ့်စီးရင်နိုင်ငံရေးမှာရှုံခဲ့တယ်ပြလို့ဒူးချုပ်ဇဝင်ကဝန်ခံပြောဆိုခဲ့ကြောင်းသိရပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ရှမ်းမြောက်စစ်ကောင်စီထိုးစစ်မျက်ွယ်ပြုထားပါက TNL အပြင်ကြံအဖွဲ့တွေပါတိုက်ခိုက်ခံရမယ်လို့လေးလာသူတွေပြောတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီတပ်ကတန်းတက်မတော် TNL ထိန်းချုပ်တဲ့မြို့ရွာတွေကိုထိုးစစ်ဆင်နေတာ၄ချောင်းစစ်စင်ရေးလုံဆောင်နေတာတွေကိုရှမ်းမြောက်အခြေဆိုင် ကျန်တန်းသားအဖွဲ့တွေကမျက်ွယ်ပြုတ်ထားပါကနောက်ပိုင်းမှာစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကိုရင်ဆိုင်လာရမယ်လို့ရှမ်းမြောက်ရေးလီလာသူတွေကပြောပါတယ်စစ်ကောင်စီဟာအခုနှစ်နှွေကာလကစပြီးလေးချောင်းစစ်စင်ရေး drone လက်နက်ကြီးပြစ်မှုတွေအသုံးပြုပြီးမြေပြင်မှာထိုးစစ်ဆင်လာ၍ TNL ထိမ့်ချုပ်ထားတဲ့နောင်ချိုကြောင့်ပဲတီဘောမျိုးတွေတစ်ခုပြီးတစ်ခုပြန်လည်လက်လွတ်ခဲ့ရတာမို့လက်ရှိမှာလည်း Nemsan Mento, Nemdu, Mingo, Mylo, Momay, Mogone တီဘောမျိုးနဲ့ကြောင့်ပဲမျိုးတွေကခြေရွာတွေကိုလေးချောင်းစစ်စင်ရေးဇက်တိုက်ပြုတ်လောက်တော့ ဖြစ်ပါတယ်။ခုပြည်စင်တွေဟာ TNL အရေးလိုပဲမြင်နေတဲ့၍စကားစာဘက်ကတော့တဖြည်းဖြည်းနဲ့ MNDAA နဲ့ KIA ထိန်းချုပ်ထားတဲ့မြို့နေရာတွေကိုလည်းအနည်းနဲ့အမြန်ပြန်သိမ်းယူသွားနိုင်တယ်လို့ရှမ်းမြောက်ရေးလေလာသူကချင်တိုင်းသားတို့ကပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေအမြန်စူးစီးသိမိဖြစ်တယ်လို့လည်းသူကတိုက်တော်မာတယ်။ TNL ဘက်ကစုပ်ပေးလိုက်တာများလေးကိုခိုင်နန့်ဖက်ကလည်းပြန်ကြသွားနိုင်တယ်ဆိုတာအားလုံးသိသိပြီလို့လည်းဆက်ပြောပါရယ်။ကိုခိုင်မျိုးနယ်ကို TNL ကသိမ်းပိုက်ထားတာဖြစ်ပေမဲ့ကိုကန့်တက် MNDA နဲ့ကချင်တက် KIA တွေလည်းရှိပါရယ်။စစ်ကောင်စီတပ်အနေနဲ့လက်တလုံးမှာ TNL ကိုတိုက်ခိုက်နေတာဖြစ်ပေမဲ့နောက်ပိုင်းမှာတဖွဲ့ချင်းကိုထိုးစစ်ဆင်သွားမယ်ဆိုတာသိကြကြောင်းလည်းရဲမြောက်ရေလိလာသူတိုင်းတိုင်းရင်သားတို့ကပြောပါရယ်။ ပထမဆုံးကတော့ TNL နောက်ပိုင်းကျရင်တော့ဂျန်တဲ့နေမြေဒေတာတွေကိုတစ်ခွက်ပြီးတစ်ခွက်ထိုးစစ်ဆင်ပြီးမှလှုပ်ဆောင်သွားမယ်သဘောမှာတော့ရှိတယ်ဟုသူကပြောပါရယ်။ဒါအပြင်ရှမ်းမြောက်ခြေဆိုင်တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေကြားစီးရင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုပုံမှုအားကောင်းလာစေရတဲ့တပ်ဖွဲ့ချင်းစီကြားရှိနေတဲ့ပြဿနာအချို့အားနည်းချက်အချို့ကိုခိတ္တပေးဖေကညှို့ဖို့လိုအပ်တယ်လို့လည်းတန်အန်တရင်ရှင်မြက်ကပြောပါရယ်။ ဒီအချိန်မှာကျွန်တော်တို့ကအဲ့ဓာရီကိုခဏဘေးဖယ်ထားပြီးတော့မှဘုံရန်သူကိုကျွန်တော်တို့ကအချင်းချင်းညီညွတ်စွာနဲ့မဟာပြူဟာကြကြလှုပ်ဆောင်သွားဖို့လိုလိမ့်မယ်လို့အဲ့ဒီလိုမြင်မိပါတယ်ဗျာဟုတန်းတရင်ရှင်မြက်ကပြောပါတယ်ရှမ်းမြောက်မှာ KIA, MNDAA, DNLA နဲ့ရှမ်းတက် SSBB တို့အဓိကရှိပြီးဒိုင်းသားတက်ချင်းချင်းကြားနေမြေဆိုင်ရာနဲ့ပတ်သက်ပြီးပြဿနာဖြစ်တာအဖွဲ့အချို့တွေကြားတိုက်ပွဲဖြစ်ပွားတာရှိခဲ့ပါတယ်။ ရှမ်းမြောက်မှာ MNDA တင်ထားတဲ့မြို့တွေကချင်းရွှေဟောလောက်ကိုင်းကုံချံမုံကိုပန်ဆိုင်ကွမ်းလုံမိုင်းခေါနဲ့တင်းဒီမြို့တွေဖြစ်ပါတယ်။ TNL တင်ပိုက်ထားတဲ့မြို့တွေကနမ်ဒူနမ်ဆန်နမ်ခန်ဖောင်းဆိုင်ကုတ်ခိုင်မန်တုံမိုင်းလုံနဲ့မိုးမိတ်မြို့ဖြစ်ပါတယ်။ဒါအပြင်ရှမ်းမြောက်မှာ KIA မပိမ့်မြို့ကိုတင်ပိုက်ထားပြီးနမ်ဖက်ကရွာနဲ့ခလာရ1-3တရင်ကိုလည်းတင်ထားပါတယ်။ညီနောင်၃ဘဲကတင်ပြီး UWSA တက်ကိုလွှဲပြောင်းပေးထားတဲ့ဟိုပန်နဲ့ပန်လုံမြို့တို့ဖြစ်ပါတယ်။ thank you